တာယာတဲ့နေဖြစ်ကြပါစေလို့အားလုံးကိုနေဦးမဲ့ channel ကနေမှထွန်ပြလေးပြီးကြိုဆိုပါရစေ။လက်ရှိနိုင်ငံပါတီနဲ့ပတ်သက်ရင်နိုင်ငံပါတီအများစုကခင်ဗျာနေပြီးတော့မှလာပြီးစစ်ဆောင်နေကြတာဗျ။နေပြီးတော့မှလာပြီးစစ်ဆောင်နေကြတာအဲနိုင်ငံပါတီအများအများကြီးအတိုင်းပဲ။အဲ့တော့ဘလို့တွေသူတို့ရွေးကောက်ပွဲဝင်ကြမလဲလူလူလက်ခတ်အောင်လာအောင်ဘလို့တွေပြောကြမလဲတော့ကျွန်တော်တို့နားမလဲဘူး။ကျွန်တော်နားမလဲဘူးတို့တော့လည်းပဲနိုင်ငံပါတီတွေအားလုံးကနေပြီးတော့မှလာပြီးစစ်ဆောင်နေကြတယ်။ အော်သူတို့ဘလို့တွေမဲဆွယ်မလဲတော့ကျွန်တော်နားမလဲဘောဗျာဒီနေ့ကတော့ပထမအုပ်ဆုံးပမောတရင်နေနေနေလေး update လေးလုပ်ပေးချင်တယ်မနေ့ကမနေ့6နာရီလောက်ကနေမှတခါပြင်းပြင်းထန်ထန်စကားစနစက်တကိုပြမထိုးစစ်စင်လာတာဖြစ်တယ်မနေ့ကသူတို့ကကျွန်တော်တော်လာရဲတွေကိုရှော့တိုက်ဘုံနဲ့ပြစ်မင်းဆိုပြမလက်နဲ့တင်တာကျေးဇူးတော်ကြောင့်ခလုတ်နေမှာတော့အမ6កောင်ကမตาချက်ချင်းပေါ်သွားတယ်ပြီးတော့အမသတ်မှတ်မှုကတော့ မဟင်္ဂါဖြစ်ခါနေနေပြင်းပြင်းထန်ထန်တန်ရာရရှိတယ်ဆိုတဲ့သတင်းရရှိတာဖြစ်တယ်။ KIA ကိုတော့မပစ်ဘူး။သူတို့ဘာသူတို့ပစ်လို့ဖြစ်သွားတဲ့ပြက်တာ။ကျွားတို့တော်လာရဲတွေဘက်ကနဲ့ကြီးတောက်မှမကုံပဲနဲ့သူတို့ရဲ့ရှော့တိုက်ပုံးနဲ့သူတို့မတာပေါ်သွားတဲ့ကိစ္စတွေဘမော်ရဲ့လက်ရှိအခြေအနေတိုက်ပွဲပြင်းထန်နေတယ်ဆိုတဲ့အကြောင်းရှမ်းမြောင်းကိစ္စနဲ့ပတ်သက်ပြီးတော့အခုကျွားတို့ General ကိုမပြောသွားတဲ့ဥစ္စာကတော့ပြည်သူရဲ့ဆန္ဒကိုယူပြီးမှဒီရှမ်းမြောက်ကိစ္စကိုဖြေရှင်းမယ်ဆိုတဲ့ကိစ္စကိုပြောသွားတာဖြစ်တဲ့ TNLA ဒီရဲ့ပြောရေးဆိုခွင့်ရှိတဲ့လွေယူဦးကဘာပြောလဲဆိုတော့ကျတော့ KIA ဒီဘက်ကနေမှလက်နက်နဲ့တာလာခဲ့တယ်ဆိုလို့ရှိရင်တော့သူတို့ဘက်ကနေတိုက်ဖို့အဆင်သင့်ပေါ့နော်အဲ့လိုမျိုးစကားလေတာ နေထွက်လာတာဖြစ်တယ်တာဖုံးကြုံပြောသွားတာကတော့စစ်ခွေးတွေစီမှာနေမြေတောင်းဆရာမလိုဘူးလို့ပြောပေမဲ့လည်းပဲပြီးတော့အခုတရင်ထွက်လာတဲ့ကိစ္စတစ်ခုကတော့ဒီခုံမင်းမှာသူတို့နေမြေတောင်းတော့စစ်ခွေးတွေကပြောလိုက်တယ် KIA နဲ့ PDF တွေနဲ့လုံးဝမဆက်ဆံဖို့ဆိုပြီးမှပြောလိုက်တယ်လို့သတင်းပြန်ထွက်လာတာဖြစ်တယ်။ဆိုတော့ဒီဥစ္စာတွေအမှန်နဲ့မမှန်တာတော့မသိဘူးဒါပေမဲ့လက်တွေ့ကတော့ KIAD ကိုခုမင်းမအစည်းအဝေးပြီးတဲ့အချိန်မှာဖြစ်လာတဲ့ပြဿနာတွေအားလုံးကတော့မန်ကနေဆိုတဲ့အကြောင်းကတော့ဖြစ်ဖြစ်ချင်းထုတ်ဖော်လာတာဖြစ်တယ်။ဆိုတော့ဒီသူတို့ကဒီလိုမျိုးကျတော့ KIA နဲ့ PDF တွေကို တို့အဆက်အသွယ်မပြတ်ဘူးဆိုလို့ရှင်တော့ပိုပိုမအထိနာသွားမယ်ပလောင်ဆိုတာဟာတမိုင်းမှာပဲကြံရစ်သွားဖို့ဖြစ်လာဖို့အကြောင်းဖန်လာတဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်တို့ KIA ကိုတို့လုပ်တယ်ဆိုတာပဲကျွန်တော်တို့ကအဲ့လိုပဲခံယူထားတယ်နော်ဒါကတော့ကျွန်တော်ရဲ့ကချင်ပြည်နယ်တရင်ပြီးရင်နောက်တစ်ခုကတော့ မနေ့ကတော့အမျိုးသမီးနေ့ဆိုတဲ့အခါမှာ KDF အမျိုးသမီးရဲ့ပေါ်ဒီကိုဂုံပြုတ်လွားအနေနဲ့မတ်လ10ရက်နေ့မှာကြာရောက်ခဲ့တဲ့အပြည့်ပြည့်ဆိုင်ရာ အမျိုးသမီးနေ့မှာကရင်နေအမျိုးသားများကောက်ွယ်ရဲတပ် KDF ရဲ့ကန္တတီတီမှာတာဝန်ထမ်းဆောင်နေတဲ့အမျိုးသမီးရဲ့ပေါ်ဒီကိုကျေးဇူးတင်တဲ့အနေနဲ့အမျိုးသမီးများကိုကျေးဇူးတင်ဂုံပြုတ်ကြောင်းကို KDF ကနေမှဂုံပြုတ်စာလွှာထုတ်ပြန်ခဲ့တာဖြစ်တယ်။ အရန်ကျေးဇူးတင်တယ်ဒါမျိုးအမျိုးသမီးတွေကိုကျေးဇူးတင်တတ်တဲ့ KNDF ကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအားလုံးကိုအကျေးဇူးတင်တယ်ဥပမာနဲ့ပြောမယ်ဆိုလို့ရှင်အသားငါးတွေဟာဘလောက်ပဲဈေးကြီးနေနေ အဆာဗလာမကောင်းရင်ဒီအသားငါဟင်းဆိုရာဟာဟင်းကောင်းဟင်းတမေတဖြစ်မလာဘူးနော်ဒါပေမဲ့လူရီရဲ့ပြောတာကဗာလဲဆိုဗာဟင်းချက်တယ်အစ်တားဟင်းချက်တယ်မေးတားဟင်းချက်တယ်ငါဟင်းချက်တယ်ဘောနော်ဘသူကမှကြွအဲ့ငါဟင်းချက်ထားတယ်အဲ့ငါထဲမှာဗာပါတယ်ဗာပါတယ်လို့ဘသူမှမပြောဘူးဟင်းပြောတာကတော့အသားဖြစ်တယ်နော်ငါဟင်းဆိုလို့ရှိရင်ငါဟင်းပြောတယ်ဒါပေမဲ့အဓိကငါဟင်းဒီစက်တားဟင်းတဲ့မေးတားဟင်းတွေကိုကောင်းစေတဲ့အရာကအစာပလာဖြစ်တယ်အဲ့ထဲမှာထဲ့တယ် asablaha ကောင်းမှဒီဟင်းသမီးကိုကောင်းစေတယ်လို့ပဲဒီနေ့အမျိုးသမီးတွေဟာဖြစ်လူသမျိုးအတွက်ပဲဖြစ်ဖြစ် community တစ်ခုအတွက်ပဲဖြစ်အိမ်ထောင်တစ်ခုအတွက်ပဲဖြစ်ဖြစ်ကောင်းမွန်တဲ့အိမ်ထောင်တစ်ခုဖြစ်လာဖို့ရန်အတွက်အမျိုးသမီးအင်မတားမှရည်ကြည်တာဖြစ်တဲ့အခုကျမတို့ရဲ့လက်တွေ့အတော်လန်ရဲထဲမှာလည်းပဲတော်လန်ရဲတွေတစ်နှစ်တခြားအောင်မြင်လာဖို့ရန်အတွက်နောက်ကနေထောက်ပံ့ပေးတဲ့အမျိုးသမီးတွေဟာအရမ်းမှရည်ကြည်တာဖြစ်တဲ့ချက်သားမှာလက်နဲ့ကင်ပြင်းမှာတိုက်တည်ဖြစ်စေမတိုက်တည်ဖြစ်စေသူတို့ကိုချစ်ပေးတဲ့သူသူတို့ ကို hint ပေး hint ချက်ပေးတဲ့သူတွေသူတို့ရဲ့ထောက်ပို့ပေးတဲ့သူတွေဟာအင်မတမရေးကြီးတာဖြစ်တဲ့အခု KNDF ကနေမှ အဲ KNDF ထဲမှာပါဝင်တဲ့အမျိုးသမီးတွေကိုဒီလိုမျိုးဂုံပြုတ်လွာပေးတတ်တဲ့စိတ်သက်ကိုကျွန်မကနေမှအထူးပဲကျေးဇူးတင်တယ်။အရန်ပဲဂုံယူတယ်ဆိုတဲ့အကြောင်းနဲ့ပထမအဦးဆုံးပြောချင်တာဖြစ်တယ်။ပြီးလို့ရှိရင်တပြိုင်တည်းမှာပဲတရက်နောက်ကျသွားပေမဲ့ကမ္ဘာပေါ်မှာရှိတဲ့အထူးသဖြင့်ကျွန်တော်တို့တော်လရဲမှာပါဝင်နေတဲ့အမျိုးသမီးတွေကျွန်တော်တို့သူရဲကောင်းတွေကိုမွေးထုတ်ပေးတဲ့မြစ်ခင်တွေအားလုံးပြီးလို့ရှိရင်တော်လရဲထဲမှာအပက်ပက်ကနေပါဝင်နေတဲ့အမျိုးသမီးအားလုံးကိုဒီကနေမှ အဲအလေးပြုဂုံပြုတယ်ဆိုတဲ့အကြောင်းလည်းပြောချင်ပါတယ်။နောက်သတင်းသဘုတ်အတူအနေနဲ့ကတော့ပဲခူးတိုင်းဝေါ်မြို့နယ်ရန်ကုန်နဲ့မော်လမြိုင်အဝေးပြေးလက်မှတ်ပေါ်မှာတရှိတဲ့ဒီစစ်ခွေးတွေရဲ့ X-ray gate ကို မတ်လရှိရနဲ့မနက်3နာရီလောက်မှာကျွတ်တော်လာရဲတွေဘက်ကနေမှတရခွနဲ့မမဒုံးကြီးနဲ့3ခါပြစ်ခဲ့တယ်ဆိုတဲ့အကြောင်းတော့အခုဗီဒီယိုတွေလည်းအများကြီးထွက်ပေါ်လာတာဖြစ်တဲ့ဆိုတော့ဘလောက်ထိမှန်တယ်မထိမှန်ဘူးဆိုတာထက်ကျွတ်တော့ကနေမှလုံနိုင်တယ်ဆိုတာကတော့အရန်ကုန်ယူဆရာကောင်းတာဖြစ်တယ်ဆိုတော့ဒီနေ့ကျွတ်တော့တော်လာရဲတွေဘက်ကတော့ဘလောက်ထိသူတို့ဘက်ကနေမှခင့်မြင်တဲ့ drone တွေပဲကင်နေနေသူတို့ရဲ့တိုးတက်တဲ့နီးပညာတွေကင်ပြေးမှတော်တယ်ဆိုတာဟာကျွတ်တော့တော်လာရဲတွေအိတ်တလောက်ပဲရှိတယ်နော် ဆိုတော့အခုကျမတို့နောက်သတင်းတပုတ်အနေနဲ့ကတော့ကျတို့ဗီဒီယိုလေးအရင်နားထောင်ကြည့်ရအောင်နော်ခီးသွားကားပေါ်မှာခီးတယ်ဆယ်ယောက်လောက်ပါလာတယ်။မအိုက်ကားကပုံမှန်တိုင်းမောင်းလာတယ်။မုံရမန္တလေးကားလမ်းတိုင်းမြင်းမှုဘက်ကိုမောင်းလာတယ်။သူချောင်းမြို့နေတဲ့အရောက်တနေရာမှာအဲ့ခီးသွားကားကိုကြော်ပြီးတော့စစ်တပ်ကားတစ်စီးရလဲသုံးကားနဲ့ခီးသွားကားနဲ့မရှိမနှောင်းလေးဖြစ်သွားပုံများစစ်တပ်ကားကိုဓားပြတ်တိုက်ခိုက်ဖို့အတွက်ချောင်းပီးတဲ့ဘက်အတကုံကျိုးစားပြီးတော့အတကုံပြစ်တဲ့ပုံပေါ်တယ်။အဲ့ဒီမှာပြစ်လိုက်တာကစစ်တပ်ကားလည်းထိခိုက်သွားသလိုမဆိုင်မဲ့ခီးတဲ့နေကားမှာတော့ထိတယ် ခီးစက်တင်ကားမှာကြီးစံရည်ဆိုတော့ပေါ်လို့ရနေတာပဲဒါပေမဲ့ BBC ကဘယ်လိုရေးလဲဆိုတော့လူ20ကျော်ပါတဲ့ခီးစက်တင်ကား6ဦးတိုက်ပွဲမှာလူသားတိုင်းဘယ်လိုလောက်ခံခဲ့ရသလဲတဲ့ဆိုပြီးတော့အဲ့ဒါအเจ้าရကိုပဲဒီ6ဦးမှာဖြစ်တဲ့တိုက်ပွဲတစ်ခုလို့ပဲ BBC က၄ကလောက်ဖော်ပြတယ်အဲ့ဒီဖြစ်တဲ့နေ့မတ်လ၄ရက်ပြီးတော့မတ်လ9ရက်နေ့မှာတစ်ချိန်6ရက်နေ့မှာတစ်ချိန်ခု9ရက်နေ့မှာတစ်ချိန်ခု10ရက်နေ့မှာတစ်ချိန်တောက်လျှောက်ဖော်ပြတယ်ဘာလို့လဲဆိုတော့ဒီဖြစ်ခတ်မှုနဲ့ပတ်သက်လို့ရှိရင်စစ်တပ်လုပ်တာပါလို့ကိုသူကဇောင်းကိုတမင်ပေးပြီးခေါ်ပြတယ်တကယ်တမ်းကျတော့ BBC အောက်မှာ comment တွေလာပေးကြတယ်ဘယ်လိုပေးလဲဆိုတော့ မှန်လွန်ကားရဲ့နောက်မှာစစ်ကားနှစ်စီးကလိုက်လာတယ်တဲ့အဲ့ဒီမှာကားသမားကစစ်ကားနှစ်စီးကိုကြော်တက်ခိုင်းပြီးတော့နောက်ကနေပြပြမောင်းလိုက်လာတယ်တဲ့မှန်လွန်ကားရှိပေ150လောက်ရောက်မှာစစ်ကားနှစ်စီးရောက်လို့ရောက်တော့စစ်ကားနှစ်စီးကိုဝိုင်းပြကြတယ်တဲ့အဲ့ဒီမှာကားသမားရက်ပြီးကားပေါ်မှာအကုန်ဝင့်နေကြတယ်တဲ့ပြစ်တဲ့ကောင်တွေကမှန်လွန်ကားကစစ်ကားနဲ့အတူတူပဲဆိုပြီးတော့စစ်သားတွေပါလာတယ်ဆိုပြီးတော့အကုန်လုံးကိုဝိုင်းပြပလိုက်တယ်တဲ့အဲ့ဒီမှာကားသမားကအတင်းတကားဖွင့်ပြီးဆင်းခိုင်းပြီးတော့တာမီနီယောက်ကအရင်ဆင်းလိုက်တော့အဲ့ဒီနေရာကိုမှန်သွားတယ်တဲ့အဲ့ဒါမန်တရားတဲ့လိုက်ပေါ်မှာပြက်နေတဲ့ပီတဲ့ဒီအောင်ပွဲခံနေတဲ့ဗီဒီယိုပြန်ကြည့်ပါတဲ့အခြားသတင်းတွေမှာရှောက်ပြောနေတဲ့ စစ်တပ်ကစစ်တပ်လေးကြီးနဲ့ပြစ်လို့ထိတာပါတို့တပ်ကနေပြီးတော့ဟိုအယောင်ဆောင်ပြီးဒူသားတိုင်းလို့လို့တေးတာပါတို့မျိုးစုံအဲ့တဲ့ရင်ကိုလှက်ပတ်ပြီးကြီးတာစစ်တပ်ကလုတ်တယ်လို့မပေါ်ပေါ်အောင်လှက်ပတ်ကြီးတယ်ဒါပေမဲ့ဒီမှာတေချာပြောရလို့အဲ့လိုပြောတာနော်ပြန်ကြည့်ပါတဲ့စစ်တပ်ဘက်ကစစ်တပ်လေးကြီးနဲ့အပေါ်ကပြစ်တယ်ဆိုရင်တို့တွေကခုလိုအောင်မဲ့ခံတဲ့အချိန်မှာဘာလို့မပြစ်တာလဲတဲ့ပြောချင်တာကဒီကောင်းမှာစစ်သားတွေပါလာတဲ့သူကယူဆပြီးတော့တစ်ထည့်လိုက်တဲ့သဘောစစ်ကစစ်ကတက်တက်သွားတာခီးတဲ့တင်တာခီးတဲ့တင်တာသွားတယောက်ကဗာမှန်လဲဆို BBC ရောက်မှာလူ၂၀လောက်ပဲရှိတဲ့ ကားကိုစစ်သားပါတယ်ဆိုပြီးပြစ်တာစစ်သားတယောက်မှမသေးပဲနှစ်နှစ်သားသုံးနှစ်သားအရွယ်ကလေးတယောက်နဲ့အသက်30ရဲ့မိခင်တည်သွားတယ်ဆိုတာကစဉ်းစားကြရပဲတဲ့နော် BBC ရေးတဲ့ခိုင်းရသူကတည်သွားပါပြီနော်တဲ့တရားမျှတမှုဆိုတာမီဒီယာတွေကဖော်ဆောင်ပေးရမှာပါတဲ့စစ်တပ်ကိုမုံတိုင်းသတင်းတွေလိမ်ပြီးတင်ပြနေတာရှက်စရာပါပဲအောက်ကဆဲတယ်တချို့ဆဲတယ် BBC လိုကမ္ဘာစစ်မီဒီယာကဆောက်ဆင်းမရှိတာတော်တော်ရှက်ဖို့ကောင်းတယ်ပေါ့ဗျာဘက်လိုက်မတင်ပါနဲ့မင်းစစ်တပ်မကောင်းရင်စစ်တပ်မကောင်းတယ်သူပြီးတယ်မကောင်းပြီးတော့မင်းတင်ရမှာမဟုတ်ဘူးလားဆိုတာမျိုးတွေမှန်းကြတာစုံနေတာပဲဗီဒီယိုဖိုင်တက်လာတဲ့အချိန်မှာစစ်ကားဟိုးပါမှာဟိုးအဝေးမှာ ပြောရပေး200 150တနေရာလောက်မှာအကွာမှာစက်ကားတွေ့တယ်။ဘောပြစ်ပြောနေချင်မှာနော်ခီးတဲ့ကားပေါ်မှာလည်းပြစ်ထန်တာကြီးစံရာကြီးကိုပေါလောက်ရနေတာ။ပြီးတော့ဆက်တဲ့လီပြည့်ကြီးဆိုရင်အဲ့ဒီကောင်လေးအဲ့လိုပျော်ပွဲအဝဲခံနေလို့မရဘူး။ BBC ကနောက်တစ်ခုမှကြာဘလို့ရေးလဲဆိုတော့အဲ့ဒီထဲမှာရှိတဲ့အမျိုးသမီးတယောက်ကပြောတယ်ပေါ့။အဲ့ကားပေါ်မှာပါတဲ့အမျိုးသမီးတယောက်ကပြောပါတယ်လို့ပြောပြီးတော့ဘလို့ပြောပါတယ်လို့ပြောပြီးတော့ဟုတ်လားမဟုတ်လားမသိဘူးနော်။အဲ့ဒီထဲမှာပါတဲ့အမျိုးသမီးတယောက်ပါလို့ BBC ကပြောတာ။အဲ့ဒီမှာတကယ်ပါလားမပါလားဆိုတော့ BBC မှာထောက်ထားမှမရှိဘူး။ဒါပေမဲ့ဘာပြောလဲဆိုတော့အဲ့ဒီမျိုးသမီးတယောက်ပြောတာအဲ့ဒါစစ်တပ်ကလူတွေရတဲ့အဲ့ဒီကားပေါ်ကကားသမားတို့တနက်နဲ့ခေါင်းချိန်ပြီးတော့ရအောင်သူတို့ ဒီခီကိုဖြတ်ခိုင်းမောင်းခိုင်းလို့သူတို့အတင်းမောင်းရတာဆိုတော့ပြောတယ်ပြောချင်တာကတော့ဒီကိစ္စမှာ PDF တွေလုတ်တယ်ဆိုတဲ့သတင်းခီးသတင်းကောက်ပါပြီးတယ်ပြစ်လိုက်လို့ခလေးလေးတွေပါတေးသွားတယ်မိခင်မှာတေးသွားတယ်ဆိုတဲ့သတင်းကပေါ်လို့ရလာပြီးတော့ဗီဒီယိုပိုင်းတက်လိုက်ခါမှာဝိုင်းပြီးတော့ဖုံးဖိပေးဖို့စ조사တဲ့နီလန်တစ်ခုဖြစ်နေ BBC တို့ကတော့ဝိုင်းလုံသွားတယ်လို့ကျွန်တော်ယူဆတယ်ကျွန်တော်ပို့ရင်ပြောပါမယ် BBC ကသတင်းတောက်တယ်တကယ်မျိုးမစစ်ကောင်းဘူးတိုင်းပြည်မှာစစ်တပ်ကိုမုံတီးရေးဆိုတဲ့ခေါင်းစဉ်တစ်ခုကလွဲ၍ကြံတဲ့ကိစ္စမှန်တယ်မဟုတ်တာမှန်တယ်အကုန်လျှောက်လို့ စစ်တပ်မုံကြီးရဲ့ဝါဒနဲ့သူကရေးချင်တာရေးလို့ရပါတယ်ဒါပေမဲ့အမှန်တရားကိုမျက်ကွယ်ပြုတာကတော့တော်တော်ကိုမတ်ရိုင်းစုပ်ပယ်တာလို့ခေါ်တယ် BBC ကတင်တော့ကျွန်တော်သာအစိုးရဆိုရင်ကျွန်တော်သာခုဒီပြည်ချာရေးဝန်ကြီးဖြစ်ဖြစ်နိုင်ငံတိုင်းဝန်ကြီးဖြစ်ဖြစ်ကျွန်တော်သာအစိုးရပြည်ထောင်ဝန်ကြီးဖြစ်ဖြစ်ဖြစ် Foreign Correspondent Club ဆိုရှိတယ်မြန်မာပြည်မှာ BBC တင်တော့တကောင်းမှကျွန်တော်မြန်မာပြည်ဝန်ကုန်မပေးခိုင်းတော့မပေးခိုင်းတော့အဲ့ဒီကောင်ကပြည်ထောင်မှရှိတယ်ကောင်ဝိုင်ဆိုင်ကိုသိမ်းခိုင်းတော့ဒါလောက်ကလိန်ကကြစ်ကြပြီးတော့ရေးနေတဲ့သတင်းဌာနအတိုင်းပြည်ကိုအော့အော်တောင်းနေဖြစ်ပြီးတော့လူတွေကိုမဟုတ်တဲ့သတင်းတွေရှောက်ရေးနေတဲ့သတင်းဌာနကသတင်းတောက်တွေကိုပြည်တွင်းမှာလဲပတ်ခွင့်ပေးထားတာကိုလည်းခမရလို့လည်းမယူသားတာ ဘလက်စ်ပြုတ်လိုက်အဲ့ကောင်တွေကိုလုံးလိုက်ဘာလို့ဆိုအရှိတရားကိုမဖော်ပြဘဲနဲ့စစ်တပ်ကိုလူတွေမမုန်းမုန်းအောင်လို့တမင်ကိုဇောက်ပေးပြီးတော့ဖော်ပြပြီးတော့ဒီဘက်က PDF တွေလောက်ရောက်ကိုဖုံးကွယ်ကိုကျူသွားတာဘလောက်ကလင်ကြီးကြကြလဲဆိုတော့ခင်ဗျားစဉ်းစားကြည့်နာမည်ရွတ်ပြလို့ရသေးတယ်ဒါပေမဲ့ကျွန်တော်မရွတ်ပြတော့ဘူးဒီနေ့ဒီကောင်တွေယွန်လို့ဘဇက်ကနေနာမည်မထွက်ချင်တော့ BBC စစ်တော့တကယ်အောက်တန်းသားကလင်ကြီးတွေဖြစ်ကုန်တာလားကျွန်တော်နောက်ကုန်လေတော့ပတ်ဆက်ရရင်ဖေမာခန်းတို့လို့လာမယ် ABC စစ်တော့တွေအခုဒီဗီဒီယိုကိုကျွန်တော် မရှင်းပြခင်မှာနောက်ဗီဒီယိုတပုတ်ကိုထပ်ပြမနားထောင်ကြည့်ရအောင်ကားရတန်းစီရထားတော့အဲဒီမတို့ကားဆရာလည်းသူတန်းစီမယ်လို့တော့ကားကိုအဲ့ကားရှေ့လာခဲ့ရှေ့လာခဲ့နဲ့လင်းခေါ်တော့ကားကားသမားကကြောက်တော့ရှေ့မောင်းတာပေါ့ဒီရှေ့မောင်းတဲ့အချိန်မှာအိမ်မှာဟွာရီအတက်လာတာစသားရီတက်လာတာစနှစ်ယောက်လောက်ပေါ့ကားပေါ့စသားတော့နေ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 ဆိုဒီမတို့လည်းအိမ်မှာနေနေလေးနေကြတာနေနေလေးနေပြီးတော့ရှေ့ဆက်ပြီးတော့မောင်းခိုင်းတာဒီဘက်ခိုင်းနေဆိုတော့ဒီမတို့ကအတင်းကိုအဲကားထဲတွေ ပူကြငုံညာអော်ကြပေါ့အဲ့ဒီကြောင်းဆန်လို့ဘောကားထဲမှာလဲကဘာပြက်တဲ့အတိုင်းပဲခွေးရရောပဲချိန်ဆက်သွားတယ်ပြဒီခေါ်လာပြီးတော့ဆက်နေလိုက်လာပြီးခေါ်လာပြီးတော့အပေါ်ကနေဟိုနာယူဝက်လောက်ပြစ်နေကြသေးတယ်ကျမတို့ကအနာပြစ်ပြီးပြစ်ပြီးကျမတို့ငုံညာတာငုံပြီးတော့သူတို့ကအဲ့အပေါ်ကားပေါ်နေပြစ်ပြီးမှနာယူဝက်တက်တာလောက်ပြစ်ပြီးမှဆင်းသွားခဏနေတော့မှအဲ့ PDF လေးတွေကလာပြီးတော့အမတို့ပြည်သူတွေရှိလားပြည်သူတွေရှိလားဆင်းခဲ့ဆင်းခဲ့လို့ပြောလို့မဟုတ်အဲ့ဒီကျမတို့ဘလုံးမှမဆင်းရဘူးအဲ့ပေါ်ကနေ သေးရတော့အဲ့တော့ကနေတွဲပြီးတော့အကုန်ချိပိုးပြီးချတာအကုန်အဲ့ဒီမို့ချရင်းနဲ့တို့ရအောင်ပြေးကြတာပေါ့ညီမတို့ကလည်းပြေးနေရင်းကိုအပေါ်ကနေတဝီဝီနဲ့ဖြောင်းနေရတာဟိုဘက်ကတ်ဝေးရဒီဘက်ကတ်ဝေးရနဲ့အိုက်နန်းမာနဲ့အဲ့ကလေးလေးနဲ့ပါလာတဲ့သားမိလေးပေါ့အဲ့လောက်ပဲညီမတို့ကပြီးပြီသူသူနဲ့ညီမတို့လည်းလူကြီးလည်းအလိုပူးထူကိုကလည်းနည်းနည်းမမဟွာဒဏ်ကရတာတွေရောသူရထွက်တော့ကြောက်လန့်ပြီးတော့အဲ့ရှိပဲသူနဲ့သူဆက်လိုက်သွားတာပေါ့အဲ့ရွေးမှာကြတော့အဲ့ဘောကဖြစ်တဲ့အခါမျိုးတွေကြတော့ ဟိုအန်ရကင်းကဝဲဝဲဝဲဆိုသူတို့ပြောတဲ့အတိုင်းလေကျွန်မတို့လည်းသူသူရနာဘီလေးတွေဝှက်ရတာကတ်ရတာပေါ့ကျွန်တော်တို့ဒီလောက်ပါလို့မီဒီယာအမင်းလေအမှန်တိုင်းသာဖြည့်ပြလိုက်ပါနော်ဟုတ်ဘောမကျော်မျိုးမင်းကတော့ BBC ကိုလည်းအတကုံဆေးထားတယ် အခုသူကပြောတယ်စစ်ခွေးတွေကိုမုံလို့ရပေမဲ့လည်းပဲမမမကန်တဲ့ဥစ္စာပြည်သူလူထုတွေကနေမှစစ်ခွေးတွေကိုမုံအောင်ဒီလိုမျိုးရဲတယ်လို့ပြောတယ်ပြည်သူလူထုဆိုတဲ့ဒီနေ့ကျမတို့တော်လံရဲတွေကစစ်ခွေးတွေကိုမုံတာကဒီနေ့မှမဟုတ်ဘူးလွန်ခဲ့တဲ့90လောက်ကလေးကမုံလာခဲ့တာဒီ27မှာမှကျမတို့ကပောက်ကွဲလာခဲ့တာဖြစ်တယ်ကျမတို့တိုင်းရင်သား9မျိုးကတော့လွန်ခဲ့တဲ့90လောက်ကလေးကမုံပြီးမှလက်တွေ့ ဒေါ်လာခဲ့တာဖြစ်တဲ့27ဒေါ်လာရဲမှာကြတော့ကျတော့မြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်းသား၈မျိုးကနေမှ အမုံတရားတွေပောက်ကွဲပြီးမှဒီနေ့ကျတော့လက်တွေ့လောက်လာနေတာဒီနေ့ BBC ဘက်ကနေမှစစ်ခွေးတွေကိုမုံအောင်ပဲလှုပ်လို့စစ်ခွေးတွေကိုချစ်အောင်ပဲလှုပ်လို့ BBC ဒီရဲ့သတင်းပေါ်မှာကျတော့ဒေါ်လာရဲတွေကမူတည်နေတာမဟုတ်ဘူးကျော်မျိုးမင်းပြောသွားတာက အရက်သားတွေစီးတဲ့ကားကိုစစ်ခွေးတွေကားကနေမှကြော်သွားတယ်လို့ပြောတယ်ကြော်သွားမှနောက်ကကားတော့ဖိဖိလိုက်တယ်လို့ပြောတာဖိဖိလိုက်တယ်မလိုက်ဘူးဆိုတော့ဘသူမှလည်းသူ့ကိုမရှင်းပြထားဘူးပြီးရင်သူ့ကိုယ်တိုင်လည်းမြင်တာမဟုတ်ဘူးသူ့ထင်တဲ့အတိုင်းကိုသူပြောပြနေတာဖြစ်တယ်အဲ့ဘတ်ကားကတော့ဖိဖိချင်းသွားတဲ့အခါမှာကျော်တို့တော်လာရဲတွေဘက်ကနေမှပြစ်တယ်အခုအဲ့ကားနဲ့စစ်ခွေးတွေကားကတော့ပေတရာကြော်กว่าတယ်လို့ပြောတာပေတရာကြော်ပဲกว่ากว่าဘလောက်ပဲกว่ากว่าအခုကျမတို့ဒီဗီဒီယိုဒီကိုကြည့်မိတဲ့သူတွေလည်းရှိမယ်မကြည့် မိသေးတဲ့သူလည်းရှိမယ်ကြီးမိသေးသူလည်းအခုမြင်လိုက်မယ်ကျတော့တော်လာရဲတွေကဘယ်ဘက်ကိုပြစ်တာလဲလေကွင်းဘက်ကိုတဲ့ပြီးမှအတကုံပြစ်နေတာကားဘက်ကိုသူတို့ကစကားပြောနေတာပြစ်တာဒီလေကွင်းဘက်ကိုပြစ်တာဖြစ်တယ် comments ရေးတဲ့သူတွေကလည်း BBC တွေကနေမှလိန်ညာတယ်ဒီဥစ္စာကစစ်ခွေးတွေကိုမောင်းအောင်လုပ်တယ်လို့ပြောတာဒါတွေကိုနားထောင်ချင်အပြင်ဒီ comments ကဘသူရေးတယ်လဲ လူရဲသလားခွေးရဲသလားဆိုတော့ကျွားတို့တိတိတာတာတိနိုင်တာဖြစ်တယ်ဒါကသူ့ဖန်နဲ့သူလောင်းတာတကယ်လို့ဒါသူကစစ်ခွေးရဲ့နေရာတနေရာမှာတာရတယ်ဆိုလို့ရှင် DBBC တွေကိုမြန်မာနိုင်ငံကိုမုံခိုင်းဖို့ blacklist ထဲမှာထည့်မယ်လို့ပြောတာမြန်မာနိုင်ငံကိုဝန်နိုင်ချင်းမဝန်နိုင်ချင်းထက်အခုဒီနဲ့မြန်မာနိုင်ငံမှာရှိတဲ့သူတွေရဲ့ပို့တဲ့တရင်တောင်မှအခုတရင်ဌာနကလူတွေလွတ်လွတ်တောင်မကုန်ဘူး BBC ဒီမလို့တာမြန်မာနိုင်ငံထဲကိုဝင်ပြမတရင်သွားထောက်တာတကယ်ဆိုလို့ရှင်ထောက်ရှားတော့မလို့ဘူးတရင်တွေဆိုပလူကိုပြန်နေတာပြလို့ရှင်သူတို့ကတာတရင်မယူနိုင်တာဒီနေ့ကျမတို့ပြည်သူရှိတဲ့နေရာမှာတော်လန်ရဲရှိတယ်တော်လန်ရဲရှိတဲ့နေရာမှာတရင်ရှိတယ်ဘာကြောင့်လဲဆိုတော့တော်လန်ရဲဒီတိုင်းဟာတရင်ထောက်တွေဖြစ်တယ် ပြည်သူဒီတိုင်းဟာသတင်းထောက်တွေဖြစ်တယ်ပြည်သူဒီအပြင်သတင်းရနိုင်တယ်လို့တော်လရဲဒီဘက်ကနေမှသတင်းရနိုင်တယ်သူတို့ဘက်ကတာလီနေနေပြည်တော်မှာပိတ်မိနေတဲ့အတွက်ကြောင့်နေပြည်တော်ကနေဘဲမှမထွက်နိုင်တဲ့အကြောင်းဒီနေ့ကျမတို့ရဲ့သတင်းတွေကိုသူတို့အပြန်အလန်လန်ဖတ်နေတာဖြစ်တယ်လွန်ခဲ့တဲ့သတင်းထဲမှာဘောမကျော်မျိုးမြင့်ဘာပြောလဲဆိုလို့ရှိရင်တနေ့ကိုကျတို့တော်လရဲဒီရဲ့သတင်းဌာနပေါင်း၄၀ကျော်ကိုတနေ့ကို မနဲ့တခါနဲ့လေတခါညတခါဖတ်တယ်လို့ပြောတယ်ဆိုတော့ဒီဥစ္စာတွေကို तू ဖတ်တယ်ပြီးလို့ရှိရင်ဥပမာတည်င်းဌာနတစ်ခုလောက်သူညီတယ်ဆိုလို့ရှိရင်ဒါကိုမန်ကန်နဲ့ဆိုမှသူတို့ကခံယူပြီးမှထောက်ခံတယ်တည်င်းဌာနတစ်ဆယ်မကျော်ပဲနဲ့နှစ်ခုသုံးခုပဲလောက်တယ်ဆိုဒါကမားတယ်လို့သူတို့ခံယူတာဒီနဲ့ကျမတို့ရဲ့တည်င်းပုံမှာပဲသူတို့ကအခြေခံပြီးမှတည်င်းထုတ်လုပ်တဲ့ဘောမတွေဖြစ်တယ်เนาะဒါကြောင့်ဒီနေ့ BBC တွေကို तू ဘလို့ပဲဆဲဆဲ သူဘာပြောလဲဆိုမီဒီယာတွေကဘယ်အဆင့်ရှိရမယ်လို့သူကခဏခဏပြောပေမဲ့သူကမီဒီယာလားလော်ဘီလားလွန်ခဲ့တဲ့အချိန်မှလည်းကြွားပြောပြီးလော်ဘီဆိုတာဟာကိုရက်တဲ့သူဒီရဲ့ဘက်မှာကောင်းကြောင်းပြောရတယ်လော်ဘီဒီဟာပြောမယ်ဆိုလို့ရှိရင်ကြော်ညာပေးတဲ့လူတွေဖြစ်တယ်ကိုကြော်ညာပေးတဲ့သူတွေကိုသူများတွေယုံအောင်ဥပမာဆလိတ်တောင်မကောင်းမှတိပေမဲ့လည်းဆလိတ်ကြော်ညာပေးရတယ် ောင်းလို့တော့မဟုတ်ဘူးကြော်ညာကောင်းတယ်ဆိုလို့ရှိရင်ကိုကြော်ညာပေးတဲ့သူတွေကကိုကို support လုပ်တယ်ဒီလိုနဲ့ရက်သွားတယ်ဒါကို lobby လို့ခေါ်တယ်ကြေညာတယ်လို့ခေါ်တယ်အခုသတင်းဌာနဆိုတာဟာဘက်မလိုက်ပဲနဲ့မန်တဲ့ဥစ္စာကိုမန်တယ်လို့ပြောတယ်လို့မားတဲ့သူကလည်းမားတယ်လို့ပြောတာဖြစ်တယ်ဒါကြောင့်သတင်းဌာနနဲ့ lobby ဆိုတာကွာခြားတာဖြစ်တယ်ဒါမဲ့ဒီစစ်ခွေးတွေဘောမတွေကတော့ lobby လား media လားတာကိုသူတို့ ဝယ်ခွဲခြင်းမတတ်ဘူးပြီးလို့ရှင်အပြောသွားတဲ့အမျိုးသမီးကတော့ဒီဘတ်စကားကိုမတင်ကားတယ်ဆိုလို့ရှင်လားစစ်ခွေးကားကိုအရင်ချပြမှာဒီဘတ်စကားကိုချမှာဖြစ်တယ်ဘာကြောင့်လဲဆိုလို့ရှင်ဘတ်စကားထဲမှာစစ်ခွေးတွေရှိရင်လဲပြီးသူဒီနဲ့ရောနေတယ်ဆိုတော့ကျွန်တော်တို့တော်လာရဲတွေတိတယ်ဒါကြောင့်ကျွန်တော်တို့တော်လာရဲတွေပြစ်တယ်ဆိုလဲစစ်ခွေးတွေကိုအရင်ပြစ်တတ်ပြမှာပြီးသူဒီစီးတဲ့ဘတ်စကားကိုချမှာဖြစ်တယ်ဒါပေမဲ့အခုပြည့်ပုံစံကိုကြည့်လိုက်ပါဘတ်စကားကျဲမွတ်သွားတယ် ပြီးလို့ရှိရင်စစ်ကားကတော့တန်ချက်ကားတွေနဲ့ဒါကိုဒီဘောမာကနေလေလိန်ဖြစ်အောင်ကိုလိန်တယ်ရှင်းရှင်းပြောမယ်ဆိုလို့ရှိရင်တကယ်လို့ဒီရင်ဌာနကဒီကနေမှကြေညာတာမားခဲ့ရင်တောင်မှကျွန်တော်တို့ဒါမျိုး comments ကိုဘယ်တော့မှရဲမှာမဟုတ်ဘူးဒါကတော့အရှိတရားဖြစ်တယ်တကယ်လို့ဒီ BBC ဟာ PDF ကိုဖုံးကွယ်ပေးတာမန်ခဲ့တယ်ဆိုရင် ကျတော့ကနေမှ BBC ကိုဆဲမှာမဟုတ်ဘူး BBC ကိုတောင်ကျေးဇူးတင်မှာဖြစ်တယ်ဒါကြောင့်ဒီ comments ဟာဘ누구ရဲနိုင်တယ်လဲလူရဲနိုင်တယ်လားခွေးရဲတယ်လားဆိုတာတော့တိတ်ပြီးမှချင်းလင်းပြတ်သားတဲ့ comments ဖြစ်တယ်ဒီခရီးစင်မှာပါလာတဲ့အမျိုးသမီးကနေဖြည့်ရှင်းထားတာကတော့တိတ်ပြီးမှရှင်းလင်းသွားပြီ ဒါကတော့တကယ်လည်းဖြစ်တတ်တဲ့ကိစ္စဖြစ်တယ်ဒါကြောင့်တကယ်လို့ဒါဒီအမျိုးသမီးမပြောခဲ့ရင်လည်းပဲကြွရုတ်တော်လန်ရဲတွေအားလုံးသိတာကစစ်ခွေးတွေရဲ့လက်ကွက်ပဲဆိုတာတော့အားလုံးသိပြီးသားနင်းတို့စစ်ခွေးတော့ကောက်ကျစ်တာကဘာပေါ်မှာဘူးမှမရှိဘူးဆိုတာအကုန်အသိဖြစ်တယ်အခုကတော့ဒီအမျိုးသမီးပြောသွားတာတော့ပိုကောင်းသွားတာပေါ့နော်ဒါပေမဲ့တကယ်လို့ဒီအမျိုးသမီးဘက်ကနေမှမပြောသွားခဲ့ဘူးဆိုလို့ရှိရင်လည်းကြွရုတ်တော်လန်ရဲတွေရောတကဘာလုံးသိတာဟာနင်းတို့ရဲ့လက်ချက်ဖြစ်တဲ့ဘေတော့ ခါမှကျတော့ပြီးသူတွေစီးတဲ့ကားကိုတနတ်တစ်ချက်မှမဖောက်ခဲ့ဘူးအခုဒါမျိုးလောက်တတ်တာကနင့်တို့ရဲ့ခွေးကျင်ခွေးကြံပရင်ယူယူတဲ့နင့်တို့ခွေးတွေပဲလောက်တာဒါကြောင့်မို့ပဲအခုကတော့နင့်တို့လောင်နေကြတာလေမဟုတ်ဘူးလားနေတော့ဘောမတွေကြက်ကြက်တရိထားပါအခုဒီမှာတော့တင်ပေးလို့မရလို့တချို့ဒီကတော့အခုဒီ Telegram ထဲမှာလည်းမြင်ပါပဲစီးရီးယားမှာအာနာရှင်အာဆတ်ကိုတစ္ဆာခံခဲ့တဲ့လူတွေကိုဖော်ထုတ်ခဲ့ပြီးမှ လေဖက်ကုံသွားပြေးမှာခွေးလိုဥခိုင်းတယ်အခုနင့်တို့ပုံမြင်မှာပဲနင့်တို့ကနေ့တိုင်းနေ့တိုင်းတည်တင်းထုတ်ဖို့ရန်အတွက်တည်တင်းထဲမှာရှားဖွေနေတဲ့အတွက်ကြောင့်အခုအာဆက်ကိုတစ္ဆာခံခဲ့တဲ့ သူဒီကိုဖောထုတ်ပြီးဘလို့လောက်တယ်လဲဆိုနင်းတို့မြင်တယ်နော်နင်းတို့လည်းခွေးကျဘူးကိုတစ္ဆာခံပြင်းမှာဘောမနေတဲ့နင်းတို့ကိုလည်းပဲခွေးဖြစ်တဲ့အတွက်ကြောင့်နင်းတို့ကိုလည်းအခုစီးရီးယားမှာလုတ်ခဲ့တယ်လို့နင်းတို့အားလုံးကိုလည်းပဲလေးဘက်ထောက်ပြီးမှကိုငှရတယ်လို့ဦးခိုင်းမှာဖြစ်တယ်အာဆတ်ရဲ့တစ္ဆာခံတွေကိုဘလို့လောက်တယ်လဲဆိုရင်နင်းတို့မြင်တယ်နော်ကြက်ကြမတ်မတ်သတိထားကြပါနင်းတို့မဆဲတဲ့တရင်ဌာနတွေလည်းမရှိတော့ဘူး ဖီလိုရှင်နဲ့ကြုံလို့ပြောလိုက်အောင်မယ်ဒေါ်နယ်ထရမ့်စက်တက်လာတဲ့အခါမှာ US8 ကုညီတဲ့ပတ်စံတွေကိုပိတ်လိုက်မယ်လို့ပြောလိုက်တဲ့အခါမှာဟာအခုကတော့အကြမ်းဖက်တရင်တရင်ဌာနကလူဒီကဘာဖြစ်တယ်ညာဖြစ်တယ်အခုပိတ်လို့မရတော့ဘူးမသိဘူးလားအခုဒေါ်နယ်ထရမ့်နေရာတကာမှာအဆွဲပြလို့မရဘူးအခုအဲ့ပတ်စံတွေအကုန်ထုတ်ပေးဖို့လုပ်နေပြီနော် တားနဲ့ပတ်သက်ပြီးမအော်ဘူးလားပစတ်တောင်မှ မပိတ်နိုင်အောင်ဘောမမန်သည်။ဟောင်းနေတာလေအခုဒေါ်နယ်ထရမ့်သူ့အာဏာနဲ့ပိတ်လို့မရဘူးဆိုတဲ့အခါနင်တို့မှဟောင်းတော့ဘူးလားဟောင်းကြလေနော်ဆိုတော့အခုကြွတော့နောက်သတင်းတပုတ်အနေနဲ့ကတော့ကဘာပေါ်မှာယောက်ျားတန်ဖြစ်ပြီးမှလက်ကြောမတင်ပဲနဲ့ကဒုံတီးပြီးမှတင်ကားလေးကိုစီးပြီးမှကိုကိုကိုဥပစင်ဥစင်တို့ပြောနေတဲ့ကဒုံရဲ့ဗီဒီယိုလေးကိုနားထောင်ကြည့်အောင်နော် ရာဟုမြို့နယ်တွေကတပဲရွာတို့မြင်းကြီးရွာတပဲရွာဆိုတာရာဟုနဲ့မိုင်း30လောက်ဝေးတယ်မနေ့က6ရက်နေ့မှာ PDF ဒီကိုဒီဘန်းနေနဲ့ဘာနေကျိုးဆိုတာပေါ့ဗျာအဲ့တော့ဦးစင်းပြောချင်တာကဒီလိုတပဲရွာကရာဟုနဲ့8မိုင်း9မိုင်းလောက်ဝေးတယ်မနေ့က6ရက်နေ့မှာ PDF ဒီကိုကျိုးဆိုတယ်အဲ့တော့ဦးစင်းတို့ပြောချင်တာကဒီလို PDF ဒီကိုပတိကကျိုးဆိုတဲ့အခါမှာဦးစင်းတို့ရဲ့တုံးတက်ချက်ပေါ့နော်ဒူလိုလဲအကြက်ဖက်ပဲအကြက်ဖက်ထောက်ခိုင်းတဲ့ဒူအကြက်ဖက်အားပေးတဲ့ဒူလိုပဲဦးစင်းတို့ကတော့တုံးတက်ချင်တယ်နော် အဲ့မြေငူရွာကဆိုလို့ရှိရင်ဒီ PDI ချမ်းဖက်တွေကိုတိတ်တဲဝါလုံးစုပြီးမှသိနေရတိတိထောက်ပံ့နေတဲ့မြေငူရွာနဲ့တပည့်ရွာနဲ့ကတမိုင်ကြော်ကြော်လေးပဲဝေးတယ်တလူကြီးတွေတိကျင်တိလောက်ပါရောနော်တိုင်မူရီလည်းတိကျင်တိမှတရေဦးနဲ့တပည့်ရွာနဲ့က9မိုင်8မိုင်ပဲဝေးတယ်တရေဦးလေကြောင်းရံတက်ကိုဒီ PDI တွေဝင်လုံးပြီးဖြစ်သွားတယ်မိစလေးတိတိလေးပါဒီမိစလေးနဲ့တော့မမဖြစ်နိုင်လောက်ပါဘူးဆိုဒီပုံစံမျိုးတော့ပြောလို့မရအောင် အစပီဒီအက်တွေကလူမီတနက်လေးနဲ့ပါဘာမှဖြစ်တော့ပါဆိုဒီကားကြီးတို့တွေတို့တွေဖြစ်ခဲ့လို့ဗျာလူမီလေးရတယ်အခုတို့တို့တို့ဖြစ်လာပါတော့နှလုံးတနက်တွေရတယ်နော်ဒါဥစဉ်တော့ဒီထားကိုပြောတာပါအကျန်းဖက်ကိုအားပေးတယ်အကျန်းဖက်ကိုထောက်ခံတယ်ရွာတယ်မှန်တယ်မြတ်ဟာအကုန်လုံးကအကျန်းဖက်ပဲတရွာလုံးအကျန်းဖက်ပဲလူနိုင်ငံတော်နတ်သက်ကတောင်ရှိပုဂ္ဂိုလ်တွေတိုင်မှုနေရတော့ဘလို့တုံးတက်မလို့တော့ဥစဉ်တော့ကတော့မပြောတတ်ဘူးဒါမိထီလာလေးကြောင်းရလူတွေဥရောကနေပဲဒီဥစဉ်တော့နောက်ဘယ်ဘက်ပဲအကုန်လုံးတွားလာလာများတယ်။ဒရီထားစေချင်လို့ဥစဉ်ကပြောတာ နာသာကတာဝန်ရှိပုဂ္ဂိုလ်ပဲမန္တလေးတိုင်းတိုင်းမွေးဒီရွာတွေကိုဂယုဆိုင်ဖို့တတိထားဖို့ခုနှစ်မိုင်ရှစ်မိုင်ပဲဝေးတယ်မနေ့က PDF ကြိုးစုပ်ပဲလုပ်ပါတယ်ဟိုဘက်ရောက်ကတိန်းနေရလူတယ်ဒီတဲ့ကိုဒရဲဦးမှတာဝန်ကြနေရလူကြီးမိန်းမလည်းရရှိမယ်လို့ထင်ပါတယ်ပေါ့နော်ဦးစေးစီကိုပို့တဲ့သူကလူကြီးတွေကိုလည်းတပြီးတော့တင်ပြထားပါတယ်ခင်ဗျာတဲ့တကယ်လို့လူကြီးတွေကတိကျကြမေးလို့ရှိရင်တပြီးတော့ဟိုတာပြောလိုက်ပါတဲ့နော်ဒါဒါဦးစင်းတို့ဒရဲဦးဘက်မှာဖြစ်တဲ့တဲ့ပေါ့နော်မင်းကတောင်ရွာဘက်ကစိတ်ကားဆိုလို့ရှိရင် PDF ခေလို့ဖြစ်သွားပြီ နေ့ကဆိုလို့ရှိရင်ဒီ PDF တွေကမန္တလေးဘက်ကနေလာပြန်လာလို့စစ်ဆေးတယ်မင်းမြန်တယ်အကောင်လုံးစစ်တယ်ဖမ်းဆီးတာတော့မရှိသေးဘူးဒါမှမဟုတ်အကောင်လုံးစစ်ဆေးတယ်ခုနှစ်ရက်ရှိရအတွင်းဒီရွာကနေထွက်ပြေးကြပါတဲ့ဘာဖြစ်လို့လဲမကြခင်မှာဒီမှာမင်းကွန်းစစ်ပွဲလုံးလုံးမှာမဟုတ်ကြောက်ပါတဲ့အဲ့တော့မင်းကွန်းရွာမှာနေ့စဉ်နဲ့အများတိုက်ပွဲတွေဖြစ်နေတယ်မနေ့ကဆိုလို့ရှိရင်မင်းကွန်းဒီဒီဖရားတွေမှာဆို PDF တွေပြက်လက်လက်လက်ကြည့်ကြတော့တော်တော်ကြီးခွက်ဝင်သွားတယ်အဲ့တော့မင်းဝတ်တော်ဝိုင်မှာဆို PDF တွေရှိတဲ့ရွာကိုလူကြီးတွေကမတူးလားဆိုတော့သိရတ ပေရက်တွေဘယ်ဘာမှာရှိတယ်ဘယ်နေရာမှာနေရယ်ဆိုတော့လေအကုန်လုံးသိကြတာပဲဘာကြောင့်မချင်းတာလဲဘာကြောင့်မလုပ်တာလဲဦးသိန်းတို့ကငွေကွင်းပြန်ခေါ်မလို့ဖြစ်နေတယ်တိုင်းမှုတော်တော်များများလည်းဖေကောင်းကခက်ကြဲကြဲလေဗျာအခါလေကိုကပြောလို့ရှိရင်သူတို့တွေကအလုံးလျှော့တယ်ဘာလျှော့တယ်ဆိုတော့ဟုတ်လားဖေကောင်းကခက်ကြဲကြဲ PD ရဲ့ရွာတွေဘေးရွာတွေဘေးရွာတွေရှိတယ်ရှင်းလင်းရမှာမရှင်းလင်းလို့မရဘူးခုမင်းကွင်းရွာလူရွာသားတွေကိုထွက်ခိုက်တာရှောင်ခိုက်တာမရှောင်လို့မရတော့ရှောင်ရမယ်ထိခိုက်မယ်အကုန်လုံးရှောင်ကြမရှောင်ရင်တို့ခင်ဗျားတို့ရဲ့အတဲ့အန်တွေအမှမခံဘူး အဲ့ဒီလိုတိတိတလာကြီးလူကြီးတွေကမတူလက်ဆိုသိတာပဲဘာကြောင့်မလုပ်တာလဲဘာကြောင့်မရှင်းလင်းတာလဲသခိုင်းမှာအင်အား150ရှိတယ်50လောက်ကလည်းနဲ့ကောင်းကောင်းနဲ့အကုန်လုံးလိုက်ရှင်းလို့မရဘူးလားဒုံးတက်ဒုံးနေပါလေအကုန်လုံးရှိမယ်လုံးတယ်လို့ရိုက်ထားဖို့စောစစ်စစ်လုပ်ပါစောစစ်စစ်ရှင်းလင်းပါပေါက်ကူတော်လို့ယဟန်တော်ဘာတော်မှာဒီတိုင်းမှုစီကိုဖုံးဆက်တယ်အင်အားနည်းနည်းလေးနဲ့လုံးမလိုက်ဒါလေးအကြံပေးခြင်းပါလေအားလုံးတာပါပဲကြာတရုတ်ဦးနားမှာရှိတဲ့ အဲတပေရွာရဲမင်းငူရွာရဲဒီမတ်လ6ရက်နေ့တုန်းက PDF ဒီအောင်ပွဲခန္ဓာမြေမှာပြန်လာတဲ့ဥစ္စာကိုတပြေပန်းနေနဲ့ကြိုးဆိုတယ်ပြလို့ရှင်တိတ်နေရလဲပဲသူတို့ကိုဆုချတယ်လို့ပြောတယ်ဘာမှမပြောခင်ငပေါ့ကျေးဇူးတင်နေနော်ဒီတခါတော့တည်င်းပြောတာတော့မန္တလာမမင်းနဲ့ဇော်မဲလိန်ရဲ့နေရာမှာတောင်မှဒီငပေါ့ကိုတာဝန်ခံရမလို့ဖြစ်နေတယ်တည်င်းမှန်ဌာနကနေမှတည်င်းမှန်မှန်နဲ့တင်ပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ် ဒါတခုနောက်တခုကတော့နင့်ကိုဆဲဖို့ဖြစ်တယ်ဆိုတော့အခုငါပေါက်ကတော့တပေးရွာဆိုတာဟာတတဦးနဲ့ရှစ်မိုင်လောက်ဝဲတဲ့နေရာဖြစ်တယ်တပေးရွာနဲ့မြင်းငိုရွာဟာတမိုင်လောက်กว่าတဲ့နေရာမှာ ရှိကြတာဖြစ်တယ်လူတက်တဲ့လေရင်တွေစတင်တဲ့နေရာကဒီတတဦးဖြစ်တယ်ဒီတတဦးကအရင်တုန်းကတော်လာရဲတွေဘက်ကနေမှရွှတ်တိုက်ဒုံးကြီးနဲ့ပြခတ်ခဲ့တဲ့နေရာလည်းဖြစ်တယ်ဒါကြောင့်ဒီတတဦးလေရင်ကွေးနဲ့နီးတဲ့နေရာမှာရှိတဲ့ကျတော့တော်လာရဲ တွေရှိတယ်လို့ तू ထင်တဲ့ you are အားလုံးကိုဘာကြောင့်မရှင်းနေတလဲတဲ့ဒါကို तू ကဒေါရထွက်နေတာအရင်တော့ကကျွန်တော်တော်လာရဲတွေသူမီးတနက်ပဲကင်တဲ့အချိန်မှာဒီလူကြီးကသူမီးပဲကင်တယ်ဆိုပြီးမှထားလာတဲ့အတွက်ကြောင့်အခုကားတွေမှာဒီလိုမျိုးကြီးထွားလာတယ်လို့ပြောတယ်ဒီစကားဟာလုံးဝမှားတာဒီနေ့ကျွန်တော်သူမီးဘဝကိုမရောက်ခင်မှာလက်နဲ့တစ်ခုမှမကင်ဘူးပါဇက်ကနေပဲနင်းတို့ကို ပီတူရီရဲ့အာနာကိုပီတူကိုပြန်ပေးပါလို့ပြောတဲ့အခါမှာဂိမ်းပဲဆော့တဲ့လူတွေတချင်းပဲဆိုတတ်တဲ့အဆိုတော်တွေကင်မရာရှေ့မှာပဲတရုပ်ဆောင်တတ်တဲ့ရုပ်ရှင်မင်းသားမင်းသမီးတွေဘောပန်ဘက်ကိုင်နေတဲ့ကြောင်းသူကြောင်းသားတွေဘက်ကနေမှဗဇက်နယ်ပဲတောင်းဆိုတဲ့အခါမှာနင့်တို့စနိုက်ပါနဲ့ပီတူတွေကိုတတ်ခဲ့တယ်။သူမီးပဲစကိုင်လာတဲ့အချိန်မှာတကာကြီးတို့ကနေမှသူတို့ကို ဒီတိုင်းထားခဲ့တဲ့အတွက်ကြောင့်ဒီတိုင်းဖြစ်လာတယ်လို့မပြောနဲ့တကားကြီးလို့မပြောနဲ့ဒီစကားဟာမွန်မြတ်တဲ့ဗုဒ္ဓဘာသာတွေပြောတဲ့စကားဖြစ်တယ်နင့်လိုစက်တရေတုံးတဲ့ကတုံးကနေပြောမဲ့စကားမဟုတ်ဘူးเนาะသူကတော့တိုင်းမိုးဒီလဲဖင်ကောင်းကျဲတယ်တဲ့ပြောဆိုလို့မရဘူးပေါ့သူပြောလို့ရှိရင်မအားဘူးလဲဘာလဲပေါ့เนาะဘောလီဘောပုတ်တဲ့အတွက်ကြောင့်သူကမုန်းနေတာ နင့်တလောက်ကြီးတတ်တယ်အခုပင်နားမှာတော်လာရေးတရှိတယ်ဆိုလို့ရှိရင်နင့်တင်ကန်းချုပ်ပြမတော့ချပါလို့လက်အတန်တန်ပြောပြီးပြီလက်နဲ့ကလည်းမကင်ရဲ့အချက်တရားရှိကိုကိုကိုဥစင်းဥစင်းနဲ့ဆိုတော့အခုဒီတရင်ကိုတိုင်းမိုးကိုလည်းပို့တယ်ဂရုံးကိုလည်းပို့တယ်ပေါ့နော်ဆိုတော့ဒီလောက်အထိလုံနေတဲ့ဥစ္စာကိုတိုင်းမိုးဒီမသိဘူးလားပေါ့နော်သိလို့ပဲ လုံနေတာလေပြီးလို့ရှင်လဲအခုအခုဒီမင်းကိုနဲ့ပတ်သက်ပြီးတော့အခုမင်းကိုမှာကတော့မြောက်ပိုင်းနဲ့တောင်ပိုင်းရှိတယ်အခုတောင်ဘက်ကိတ်မှာကျတော့မန်လေးကလာတဲ့လူတွေကိုတော်လာရဲတွေဘက်ကနေမှစစ်ဆေးတယ်ခုနှစ်ရက်ရှိရကြားထဲမှာအခုခုနှစ်ရက်နဲ့ရှိရကြားဆိုတာကအခု6ရက်နဲ့ဆိုလို့ရှင်ဒီမတ်လ73ရက်နဲ့အတွင်းထဲမှာ တိုက်ပွဲပေါ်ဆောင်တော့မယ်လို့ PDF တွေပြောလာတဲ့အခါမှာ P2 တွေဘက်ကနေမှလည်းပဲပူပေါင်းပါဝင်ရအောင်ကိုယ့်ရဲ့အသက်လုံခြုံဖို့ရန်အတွက်တော်လန်ရဲတွေပြောတာဖြစ်တယ်။နော်ဒါကြောင့်တော်လန်ရဲတွေပြောတဲ့စကားတွေကိုကျွန်တော်တတူမသိစ조사ပြီးမှလိုက်လျှောက်ရအောင်လို့လည်းကျွတ်ပြောချင်တယ်။အဲဆိုတော့အခုဒီမင်းကိုမှမကြခင်မှာတိုက်ပွဲပေါ်ဆောင်တော့မှာဖြစ်တယ်။ဒါကြောင့် P2 တွေဘက်ကနေမှလည်းပဲလုံခြုံတဲ့တနေရာကိုတွားနိုင်လို့ရှင်လဲတွားကြပါမတွားနိုင်ဘူးဆိုလို့ရှင်လဲကို့အတွက် င်းသားမှာလုံခြုံနိုင်မလဲဆိုတဲ့နေရာကိုကြည့်ပြီးမှကျတို့နေရအောင်ကျတော့အဲ့လိုပြောချင်တယ်တင်းမှန်ပြောပြတဲ့ပေါက်ပေါက်ကိုလည်းကျေးဇူးတင်တယ်နော်ပြီးလို့ရှိရင်ပေါက်ကိုရောလို့ယဟန်တပါတကတောင်မှဖုန်းဆက်ပြီးမှ တိုင်းမိုးဒီကိုဒီလိုမျိုးပြောနိုင်တယ်ပေါ့နော်ဆိုတော့ကိုကိုကိုယဟန်တဲ့ယဟန်ဆိုတာကချစ်ချင်းမြတ်တာတွေမြတ်တာတရားတွေနဲ့ပြည့်စုံတဲ့သူတွေကိုမှယဟန်လို့ခေါ်တယ်ပြလို့ရှိရင်ယဟန်ဆိုတာဟာပြည်သူလူထုတွေကိုတရားတွေကိုပေးတဲ့သူကိုမှယဟန်လို့ခေါ်တယ်လို့ထင်တာပဲနော်နေ့ရတော့တရားဆိုတာဘယ်တော့မှပြောတာမကြဘူးအခုဒီတပေရွာကရောမင်းကုံရွာရွာတွေကို ဘုံကျဲတာတွေမလုပ်လို့အခုနင်းဒေါရထွက်နေတာဒါကယဟန်တပါပြောရမယ့်စကားလားပြီးလို့ရှိရင်အခုမင်းကိုမှလည်းပဲ PDF တွေရှိတဲ့ UR တွေကိုတိုင်းမှုတွေနင်းတို့သိတယ်ဘာကြောင့်မို့နင်းတို့ကဒီအကျမ်းဖက်တွေရှိတဲ့နေရာကိုသိရတဲ့နဲ့နင်းတို့မချေမုန်းတလေဆိုတာမေကွန်ထုတ်ချက်ရှိတယ်လို့ပြောတဲ့သူကယဟန်လားနင်းမချက်ဘူးလား ဘောမတွေကတော့မျက်စိမုံလို့နှင်းကိုဥစင်းတို့ခေါ်ရင်ခေါ်မယ်ဖះလို့ခေါ်ရင်ခေါ်မယ်ဒါပေမဲ့ဒီနေ့ကျမတို့တော်လန်ရဲတွေတွေ့တော့နှင်းဘာမှမဟုတ်ဘူးလူတော့မဟုတ်ဘူးဆိုတော့အခုဖုန်းဆက်ပြီးမှတော်လာရေးပြည်သူတွေရှိတဲ့နေရာကိုဘုံမကျဲလို့ဒေါရထွက်တာကယဟန်တပားရဲ့တအလုတ်လားဆိုတာတော့ကိုကိုကိုစဉ်းစားရမှာပဲပြီးလို့ရှိရင်အခု စကိုင်းမာကအင်အား150လောက်ရှိတယ်90နဲ့ချားလို့မရဘူးလားတဲ့ သူ့ကိုသူကဒီခွေးအကောင်90ဆိုအများကြီးထင်နေတာလာလိုက်လေ150ဖြစ်ဖြစ်လာလိုက်နင်းတော့ကုန်ပြောင်းသွားမှာဒါကိုတိလို့ပဲနင်းတို့တိုင်းမိုးကထိုင်နေတာလေမပြောဘူးလေနင်းတလောက်ကြီးတော်လာရဲတွေရှိတဲ့နေရာကိုနင်းတလောက်ကြီးချချင်တယ်ဆိုလို့ရှိရင်နင်းတင်ကန်းချွတ်ပြင်းမှတနက်ကင်ပြင်းမှနင်းကိုယ်တိုင်အိုးဆောင်ပြီးသွားလိုက်လေတိုင်းမှုတွေကိုတိတ်ဟုတ်တယ်လို့လို့ယဟန်တပါတောင်ဖုံးဆက်ပြီးမှဒီလိုပြောရဲတယ်နင်းတော့ဘာကြောင့်မချရဲတယ်လဲဆိုတာတော့ကတော့တနာဆရာကောင်းတဲ့လောကကြီးထဲမှာတတနာဖြတ်တဲ့ကတော့ သူနောက်ဆုံးအကြံပေးချင်တာကတော့အင်းအာနေနေနဲ့တော်လန်ရဲတွေရှိတဲ့ယွာတွေကိုချပါတဲ့နော်နားထောင်ကြအဲ့မှာစကိုင်းမှာရှိတဲ့တိုင်းမူးတွေဘဲမှာရှိတဲ့တိုင်းမူးတွေညာမှာရှိတဲ့တိုင်းမူးတွေငပောက်ရဲ့ကျွန်းနေ နားထောင်ကြအောင်ငပောက်ကလည်းသူတလောက်တော်တယ်ဆိုလို့ရှင်လဲခွေးတွေနင်းတို့လည်းဒီငပောက်ကိုရှေ့တန်းကိုလွတ်ကြပါလို့ဒီကနေမှတောင်းဆိုချင်တယ်နော်ပြည်သူတွေအားလုံးကြမှာပြည့်ရှိကြပါစေ